အားလုံးပဲမင်္ဂလာပါ ကျွန်တော်ရဲ့ Khui Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့မန္တလေးမြို့မှာရှိတဲ့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးအကြောင်းပဲဖြစ်ပါတယ်မန္တလေးတောင်ကြီးမှာရှိတဲ့ကုသိုလ်တော်ဘုရားဟာများပြားလာတဲ့ကြောက်စာချက်တွေကြောင့်များပြားလာတဲ့ကြောက်စာချက်ရည်တွေကြောင့်ကမ္ဘာအကြီးဆုံးစာအုပ်လို့တင်စားကြတယ်လို့ အရန်လာတဲ့ဓာတ်ပုံလေးတွေရိုက်လို့ကောင်းတဲ့အတွက်ကဘာလက်ခရီးသွားတွေချာလူတီများတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကဘာအကြီးဆုံးစာအုပ်ကြီးလိုတင်စားကြတဲ့ကုသိုလ်တော်ဘုရားကြီးဘလို့ပေါ်ပေါက်ခဲ့လဲဆိုတာကို မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျာ။ ဒီကုသိုလ်တော်ဘုရားကိုတော့မင်းတော်မင်းတရားမှမြန်မာတက္ကရီ1224ခုနှစ်ဝါဆိုလာခရစ်နှစ်1868ခုနှစ်မှာစောက်လုံလူဒန်တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီးတော့ဘွဲအမိကိုတော့မဟာလောကမာရဇန်ဟုမှဲ့တွင်စေခဲ့ပါတယ်မန္တလေးတောင်ရဲ့တောင်ပန်းမန္တလေးကျောင်းရဲ့အရှိမြောက်တောင်အရမ်းမှာတည်ရှိပြီးကုသိုလ်တော်ဘုရားအနီးမှာတော့ ကုသိုလ်တော်ဘုရားနဲ့ပုံစံတူတယ်ထားတဲ့ဘုရားတဆူလည်းရှိလို့နေပါတယ်။ဒီဘုရားကတော့ဆန္ဒမှုနီဘုရားပဲဖြစ်ပါတယ်။တက္ကရီ1921ခုနှစ်ကစုံလာသန်း73ရက်နေ့ညနှစ်ချက်တီးကျော်မှာတော့မန္တလေးမြို့တော်ကိုပနက်ချရမှာတပြိုင်နက်တည်းအုံမြင့်ပနက်ချသောခொနဲ့ဌာနနဲ့ခொနဲ့ဌာနနဲ့မဟာလောကမှာရဇိန်စီတီတော်လဲပါဝင်ခဲ့ပါတယ်။ ိုခုနှစ်ဌာနကတော့မြို့တော်ကျုံးတော်မဟာလောကမရစိန်စီတီတော်တိန်တော်ကြီးမဟာအတုလဝေယံကျောင်းတော်ဘီတကတ်တိုက်တော်သူဓမာဇရက်တော်တို့ပဲဖြစ်ပါတယ်ကဆုံလားစုပ်6ရက်နေ့မှာတော့၎င်းခုနှစ်ဌာနလုံးကို အုပ်စီခင်းခဲ့ပါတယ်ကုသိုလ်တော်ဘုရားတည်ထားပုံမှာလည်းတမူထူးကြပြီတရိုင်းသုံးတယ် ဖနခင်းချင်းတန်တောင်65အရက်တော်တန်တောင်50တမိုက်၄သိရှိလို့နေပါတယ်1223ခုနှစ်တပေါင်းငါးဆုပ်တရက်နေမှာတော့ဇေဒီတော်နိုင်တီယိုမှပင်းဆောင်လာတဲ့ဗုဒ္ဓမြတ်စွာဘုရားတဆူကိုထာပနာပူဇော်ခဲ့ပါတယ်ယေသနာဇေဒီများနဲ့ဓာတ်တော်များဘောရီရွတ်အစသီတို့ကိုလည်းတည်ထားကိုးကွယ်ခဲ့ပါတယ်မဟာယန္တရိုင်းသုံးတန်းနဲ့ဇေဒီတော်အတွင်း ဗုဒ္ဓမြတ်စွာဘုရားတဆူဌာပနာတည်၍တည်ထားပူဇော်ခြင်းကိစ္စပြီးစီးသည့်နေ့ကတော့1224ခုနှစ်ဝါဆိုလပဲဖြစ်ပါတယ်။အဲ့ဒီနောက်လာပြည့်ကျော်9ရက်နေ့မှာထီတော်တင်ကမဟာလောကမာရစိန်စီတော်ဟူ၍ဘွဲ့မြီတမောက်ခဲ့ပါတယ်ခင်ဗျာ။ဤနောင်မင်းကြီးဟာ1233ခုနှစ်ပြင်စမအသင်္ကာရနာတင်တော်မူရာ 1222ခုနှစ်ကစုံလာဆန်းတရက်နေ့ကစတင်ထူးလုပ်ခဲ့တယ်။ဗီဒကကျောက်စာချက်များကိုဇေဒီတော်ရဲ့ပထမဒုတိယတတိယတတိုင်းအတွင်း၌ဂူဇေဒီများတည်ထား၍တွင်းနံစိုက်ထူခဲ့လေရာကျောက်စာချက်ဇေဒီ926စုရှိလိုနေပါတယ်။ဝီနီ9ချက်ကျောက်စာချက်အရာ131ချက်အဘိဓမ္မာ9ချက်ကျောက်စာချက်ရေ208ချက် တုတ်တံပါဏီတော်ကျောက်စာချက်ရည်430ကျန်းစုစုပေါင်းကျောက်စာယုံစီဒီ929စုတို့ကို ထုလုပ်ဝန်းရံခဲ့ပါတယ်။များပြားလာတဲ့ကျောက်စာချက်ရည်တို့ကို တင်စားပြီးကမ္ဘာအကြီးဆုံးစာအုပ်လို့တင်စားခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ဒီကျောက်စာချက်တွေကိုကုသိုလ်တော်ဘုရားကြီးရဲ့ပထမမဟာယံတရားရင်းတွင်မှ42ချက် ဒုတိယမဟာယန်သတိုင်းတွင်းမှာ168ချက်နဲ့တတိယမဟာယန်သတိုင်းတွင်းမှာ919ချက်စိုက်ထူထားပြီးကျောက်စာတစ်ချက်စီကိုတီဟူဆွဲတော်ကျောက်ပုံစံအုပ်ပြသက်တစ်ခုချင်းစီအတွင်မြေဝင်တထောင်ထားပြီးစိုက်ထူထားပါတယ်ကုသိုလ်တော်ဖရာရဲ့ညံတော်မှာ90တထောင်တမိုင်၄သိဖနက်တော်အခင်း65တောင်ရှိလို့နေပါတယ်ဇေဒီတော်တဲဆားက အုပ်စရဲ36ဆောင်ပါဆောက်လုပ်ထားတော့လဲရာသီဥတုတန်းကြောင့်ယနေ့အချိန်ပြည့်စည်ပြောက်ွယ်သွားခဲ့ပါပြီကုသိုလ်တော်ဘုရားကကျောက်စာချက်တွေကိုတော့ UNESCO ရဲ့ Memory of the War အဖြစ်2013ခုနှစ်ဇွန်လမှာအတည်ပြုသတ်မှတ်ခဲ့ပါတယ်ဒီကုသိုလ်တော်ဘုရားဟာမိစေတို့အနေနဲ့ဘုရားဖူးရင်ယတနာဘုံခေကြောက်စာတွေကိုလိလာလို့ရမယ်အပြင် အရန်လာတဲ့ဓာတ်ပုံလေးတွေရိုက်လို့ရတဲ့အတွက်ကဘာလဲခရီးသွားတွေကြာလူတီများတဲ့ Instagram Sport တခုလည်းဖြစ်လို့နေပါတယ်။ခရီးပင်တွေရဲ့ကျောက်စာယုံဇေရီတွေရဲ့တမူထူးခြားတဲ့အလှတွေကြာမန္တလေးရောက်ရင်မဖြစ်မနေသွားရောက်လဲပတ်တဲ့နေရာတခုလည်းဖြစ်ပါတယ်။ထုံးဖြူဖြူဇေရီတွေရဲ့တက်ပဲလွန်လာတဲ့ကုသိုလ်တော်ဖရာကမိစေတို့အတွက်စိတ်ကြည်နူအေးချမ်းစေမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်တာကတော့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးများရှိရာမန္တလေးမြို့မှာရှိတဲ့ကုသိုလ်တော်ဘုရားအကျောင်းပဲဖြစ်ပါတယ်။ဒီအကျောင်းကိုတော့ logi.com ပေးမှကူးယူဖော်ပြပေးလိုက်ခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မန္တလေးရောက်မယ်ဆိုရင်တော့ဒီကုသိုလ်တော်ဘုရားမှာရှိတဲ့ကျောက်စာချက်တွေကိုတွားရအောင်လဲပတ်လေ့လာသင့်ပါတယ်။ ။နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးပါမယ်။ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မေတ္တာရပ်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။